မခိုင်ပြည်ကြောင်းဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွင်ပြင်းထန်လာတာနဲ့အများစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုတွေရေပြင်ကနေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အခုရပါအတွင်းမှာပဲကြေော်ပေါင်း16ရော့ထက်မနည်းထပ်မံစစ်ပေးတိန်းရှောင်လာကြရတယ်လို့ဒေသခံတွေနဲ့ကုညီဆောင်ရွက်ပေးနေသူတွေစီကသိရပါဗျ။ စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်လာမှုတွေကြောင့်ကြောက်ဖြူမျိုးနဲ့မင်းပြင်းချောင်းဖြားနဲ့တိုင်းချောင်းကြော့အနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးအနီးအနားရှိကြော့တွေကဒေသခံ2300ကျော်လောက်ထပ်ပြီးစစ်ဘေးရှောင်နေကြတာပါလို့ဆိုပါတယ်။အခုလိုအတန်အန်ဒီရီကိုစိုးရင်လို့စစ်ဘေးရှောင်လာကြရင်စစ်ဘေးရှောင်တွေထဲမှာမိသားစုနဲ့ကွေးကော်တော်တဲ့သူတွေလေးရှိနေတယ်လို့သိရပါတယ်။ ပြီးခင်းတဲ့အော်တိုဘားလာတုံးကလည်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်လာရတဲ့အချိန်ကြောက်လူမျိုးနဲ့ကက်သပြေကြီးော်ရှိအသက်86နှစ်အရွယ်အဖိုးအိုတယောက်ဟာသူ့ရဲ့သားသမီးတွေနဲ့တကွေးတပြားစီဖြစ်ခဲ့ရတယ်လို့နီးစပ်သူတွေစီကသိရပါတယ်။လက်ရှိမှာနေရစွန်းကလာကြရတဲ့စစ်ဘေးရှောင်တွေရဲ့အခြေအနေနဲ့စစ်ဘေးရှောင်စခန်းတွေမှာမိသားစုတွေနဲ့တကွေးတပြားဖြစ်နေကြသူတွေရှိတဲ့အကြောင်းကိုဒေတာအတွင်းစစ်ဘေးရှောင်ကူညီပေးနေသူတယောက်ကပြောပါတယ်။ အသေးပေကောင်ကောင်နဲ့အော်တိုမက်ရှောင်းခဲ့ရရဲ့အနေထမ်းမျိုးဒီပါပေတာဟိန်းသမရိကတို့တိရှိအသက်ဘေးကိုကြောက်ပြီးမချောင်လို့မရလို့ပြေးလာကြရတာပါပတ်စံရှိတဲ့သူတွေကတော့တဲထိုးပြီးနေနိုင်တယ်တချို့ပတ်စံမရှိတဲ့သူတွေကြတော့စာတင်ကျောင်းနေဖုန်းကြီးကျောင်းနေမှာနေရာလည်းမရှိတော့ဆစ်ချောင်တွေကပိုများတယ်လမ်းဘေးမှာတဲထိုးပြီးနေကြရတယ်တချို့တဲထိုးပြီးမနေနိုင်တဲ့သူတွေကတော့လမ်းဘေးမှာအပင်အောက်တွေမှာပဲတာပေါ်လင်စားတွေကာပြီးနေကြတယ်ပြီးရင်အသက်86နှစ်အရွယ်အဖွားကိုတယောက်ဆိုရင်ဆစ်ဘေးချောင်လာရင်တားနဲ့သမီးတွေကိုရှာမတွေ့တော့ဘူး အခုထိတည်သလားရှင်သလားဆိုတာလည်းမသိရပါဘူး။စစ်ဘေးရှောင်လာတဲ့အချိန်အဲ့လိုမျိုးကွဲသွားတာလည်းအများကြီးရှိပါတယ်။အခုချိန်ထိကိုပြန်မတွေ့ကြသေးပါဘူး။အရေးပေါ်နေရပြောင်းရွှေ့တာနဲ့စစ်ဘေးရှောင်တဲ့အရေးကူညီဆောင်ရွက်ပေးနေတဲ့ Travel T အဖွဲ့တီထောင်သူကိုဗီတာကတော့သူတို့အဖွဲ့အနေနဲ့စစ်ဘေးရှောင်မိသားစုဝင်တွေထဲမှာပျောက်ဆုံးနေသူတွေတကွေတပြားစီဖြစ်နေသူတွေကိုပြန်လည်စုံစည်းပေးနိုင်တဲ့အစီအစဉ်လေးတွေလှုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။ သူတို့အဖွဲ့ကိုလူမှုကွန်ရက် Facebook စာမျက်နှာကနေတဆင့်ဆက်သွယ်ပြီးတော့အကူအညီတောင်းနိုင်တယ်လို့ဆိုပါတယ်။လက်ရှိအဖြစ်စဉ်ကြောင့်ဖြစ်စေအဲဒါလို့မဟုတ်ရင်လည်းတခြားအရင်ကတည်းကတိုက်ပွဲစစ်ပွဲတွေကြောင့်ဖြစ်စေပေါ့နော်။အမိသားစုခွေးကွာတဲ့လူတွေပျောက်ဆုံးနေတဲ့လူတွေရှိတယ်ဆိုရင်ဒါကျွန်တော်တို့ property ကိုဆက်သွယ်လို့ရပါတယ်။ကျွန်တော်တို့မှာအပြည့်လေစုံစည်းကြမယ်ဆိုတော့အအစီအစဉ်လေးရှိပါတယ်။အဲအစီအစဉ်ကိုဆက်သွယ်ပြီးတော့မှဒါဟိုဟိုမိသားစုပျောက် နေတဲ့လူတွေကိုလိုက်ရှာတာ track လိုက်တာစသဖြင့်ပေါ့နော်ကျွန်တော်တို့နိုင်တဲ့ဟာလေးတွေကိုလုပ်ခုပေးတဲ့အစီအစဉ်ရှိပါတယ်ဗျဟုတ်ပြည်ခဲ့တဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစီရဲပဋိပက္ခဖြစ်ချိန်ကစပြီးလက်ရှိအချိန်တည်းစစ်ပေးရှောက်ဦးရဲ9000ကျော်အထိရှိလာနေပြီလို့ Travelty အဖွဲ့ရဲ့အစင်းတွေအရသိရပါတယ်။ က်ရှိကြောက်ဖြူမြို့နယ်မှာစစ်တပ်ကလေကြောင်တိုက်ခိုက်တာရေပြင်ကနေလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တာမြင်းပြင်စစ်ကြောင်ထိုးတာတွေကိုစစ်တပ်လုံဆောင်လာနေတဲ့အတွက်ဒေသခံထိခိုက်ဒေဆုံးမှုတွေကလည်းတစ်နေ့တစ်ခြားမြင့်တက်လာနေပါတယ်။ဒါအပြင်အရေးပေါ်စေဘေးလျှောက်လာကြသူတွေအနေနဲ့အခြေခံစာနယ်ရေးခါတွေဆေးဝါးတဲ့အရေးတကြီးလိုအပ်နေတဲ့အပြင်လာတာအရွယ်ကလေးငယ်တွေနဲ့နှုတ်တိုင်မိခင်တွေလည်းပါဝင်နေတဲ့အတွက်မိခင်နဲ့ကလေးအတွက်လိုအပ်တဲ့ဖြည့်ဆွက်စာတွေနဲ့စေဝါးတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။ကျမကေခိုင်ပါ